လက်ဆုပ်စာပဲရှိတဲ့တင်းနစ်ဘောလုံးကို တော့ပြပြီးတော့ပီလီစတိုင်ဘောလုံးစကေးပြခဲ့တဲ့15နှစ်ရွယ်မယူကျေပွင့်အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်အနေတင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကအသင်းရဲ့အကယ်ဒမီကျေပွင့် JJ Gabriel ရဲ့ဘောလုံးစကေးနဲ့ပတ်သက်ပြီးတော့အတော်လေးအံ့အားသင့်နေကြပါတယ်ဘောလုံးပါရမီရှင်ဒီလုံငယ်ကျေပွင့်ကမကြသေးမီကမှအသက်15နှစ်ပြည့်ခဲ့ပြီမဲ့ရတဲ့ U18 အသင်းနဲ့တူခြေစွမ်းပြနေပြီဖြစ်ပါတယ်တရားစီ6ပွဲမှာခုနှစ်ဂိုးသင်းယူတာတကူဖန်တီးထားပါတယ် ဂျေဂျေကအလီမန်တို့တက်နေတဲ့ကစားမဖြစ်ပြီးတော့မက်ဆီပေါ့ဆာဆိုတဲ့အမိပောင်ကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Instagram follower နဲ့သိန်းကျော်ရှိတဲ့ဒီဆေရောတက်ဂျေဝင်းကနာမည်ကြီးအကစားကုမ္ပဏီဖြစ်တဲ့ Nike နဲ့တောင်မှ sponsor စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။အခုရက်ပိုင်းတွင် Gabriel ရဲ့ Ballon Ski Video တစ်ခုက online ပေါ်မှာအတော်လေးလူပြောများနေပါတယ်။အဲဒီထဲမှာတော့ Gabriel ကလက်ဆုပ်စာပဲရှိတဲ့တင်းနစ်ဘောလုံးနဲ့သူ့ရဲ့ Ballon Ski ကြွယ်ဝပုံကိုပြသနေတာဖြစ်ပါတယ်။ဓမ္မဆောင်တင်းနစ်ဘောလုံးကိုနိုင်ငံစီကံပြီးတော့ပြန်ကြလာတဲ့အလုံးကိုပြန်ဖန်းကဆက်တိုက်ကန်နေတာဖြစ်ပါတယ်။ အဲ့လိုလုပ်ပြနေတာကဆယ်ချိန်မကပါဘူး။နောက်ပြီးဆိုပါတင်းနဲ့ဘောလုံးနဲ့ပဲတော့ပြခဲ့တာကလည်းအချိန်20လောက်ရှိပါလိမ့်မယ်။သူ့ရဲ့ဘောလုံးကိုပိုင်နိုင်စွာကစားနိုင်ပုံကအံအားသင့်ဖွယ်ကောင်းလွန်တာကြောင့်နာမည်ကြီးဘောလုံးကန်ဝင်ပီလီနဲ့တောင်မှနှိုင်းရှင်ပြောဆိုနေကြပါရီ။ကာရီယာကအသက်16နှစ်ရွယ်မှာကလေးကအညာတဲ့စီနီယာအသင်းနဲ့အတူလေ့ကျင့်ခွင့်ရရှိခဲ့သူဖြစ်ပြီးတော့ဒီယာဒီယူ18ပရီးမီးယားလိရဲ့ဒုတိယမြောက်အသင်းကိုအများဆုံးကစားမှလည်းဖြစ်ပါရီ။